ုခေါင်းစဉ်ကပါလဲဆိုရင် understand what you read ပေါ့နော်ဆိုတော့ကိုဖတ်တဲ့စာကိုနားလည်အောင်လုပ်တာအရင်ရေးကြည့်တယ်အခုဒီ chapter 6ကစပြီးတော့10တိသင်မဲ့ဟာတွေအကုန်လုံးဒီငငယ်တော့သင်ခဲ့တယ်ဒါဒီ basic ဘိုင်းနေမဟုတ်တော့အခြေခံဘိုင်းနေမဟုတ်တော့ပဲနဲ့တကယ်ကိုအရေးကြီးပြီးတော့မှစာမွေးအတွက်အရေးပါတယ်အခန်းကဏ္ဍစပြီးပေါ့နော်ဆိုတော့အဲ့ဒီမှာဆရာတို့အရင်ဆုံးတွေ့ရမယ်အရာကပါလဲဆိုတော့ ိုကဖတ်တဲ့အရာတွေကိုနားလည်ဖို့အတွက်ဆိုရင်ဘာလုပ်ဖို့လိုလဲဆိုတော့ understanding word meanings ဒီစကားလုံးတွေရဲ့အတိအပယ်ကိုနားလည်ဖို့လိုတယ်။ဆိုတော့ဒီစကားလုံးတွေရဲ့အတိအပယ်ကိုနားလည်ဖို့ဆိုရင်တော့ကိုဘာလုပ်မလဲဆိုသေချာတော့ဗော dictionary ကြည့်ဖို့လိုတယ်။ Okay ဒါပေမဲ့တခုတော့ရှိတယ် dictionary ကြည့်တဲ့ချိန်မှာတော့အချိန်တိုင်းတော့ dictionary ကြည့်လို့မရဘူး။တကယ်ဆောင်ပွဲသွားဖြေတဲ့ချိန်ကြရင်လည်းအဲဆရာတို့အဲ့ဒီဟာကြီးကို like share နေပြီးတော့ဖြေနေဖို့အချိန်မလောက်ဘူး။အဲ့ဒီအတွက်ကြောင့်ဘာလုပ်ရမလဲဆိုတော့ ဆက်ဆက်တွဲခေါ်တတ်ဖို့လိုတယ်ဥပမာထားလိုက်ကွာဒီစကလုံးကကွာမသိဘူးမရင်နေဘူးအဲဒါပေမဲ့အဲဒီစကလုံးရဲ့ဘေးနားမှာတုံထားတဲ့စကလုံးလေးတွေအဲ့စာကြောင်းမှာတုံထားတဲ့စကလုံးလေးတွေက ကိုသိတဲ့စကလုံးလေးတွေဖြစ်နေတယ်ဆိုရင်ကိုကခတ်မှန်းပြီးတော့ဒီစကလုံးရဲ့အတိတ်ပဲကိုခတ်မှန်းပြီးတော့ပုံဖော်လို့ရမယ်အဲအဲ့လိုလှုပ်ခြင်းကိုဆရာတို့ကဘာလို့ခေါ်လဲဆိုတော့ using context clues လို့ခေါ်တယ်ဒါကိုဆရာတို့က မတိတဲ့စကလုံးကိုခတ်မှန်းပြီးတော့ပုံပေါ်ခြင်းလို့ခေါ်တယ်။ဆိုတော့ဒီမှာဗာပြောရလဲဆိုတော့ context refer to the text surrounding uh an and familiar word or phrase no to prioritize တော့ကိုမရှင်းသေးတဲ့စကလုံးတွေနဲ့စကားစုတွေကိုလစ်လာပြီးတော့မှကိုစကလုံးရဲ့အဓိပ္ပာယ်ကိုခတ်မှန်းပုံပေါ်ခြင်းလို့ဘာသာပြန်မယ်ဆိုပို့လို့မှတ်လိုက်မယ်ဆိုတော့ ဒီအမှားတော့သူဆက်ပေးထားတဲ့စာပိုက်တွေကခုနကတော့ဆရာရှင်းပြတဲ့အတိုင်းပဲကိုကဒီစကလုံးကိုတော့မရင်းနေဘူးဒါပေမဲ့ဒီစကလုံးတုံးထားတဲ့စာကြောင်းပတ်ဝန်းကျင်ပေးနာမှာဘာတွေတုံးထားလဲအဲ့ဒီစကလုံးတွေကိုကြည့်ပြီးတော့မှအော်ဒီဟာကဘာကိုပြောချင်တာလဲဆိုပြီးတော့ခက်မှန်းတာကျွန်တော်ဆရာတို့ example လေးတစ်ခုကြည့်အောင်နော် example မှာဘာပြောရလဲဆိုတော့ဒီမှာရေးထားတာ Janet became a botanist because she loves to study plants လို့သူပြောရတယ်ဆိုတော့အဲ့ဒီမှာဘာမြင်ရလဲဆိုတော့ a bowl letter လောက်ထားတာက ဘောလက်ထလောက်ထတာကပါလဲဆိုတော့ botanist ကိုလောက်ထတာဆိုတော့ဖောက်တာတော့မီရောပါတော့ဘောကရပုံမရောကဒီ botanist ဆိုရဲအစကလိုက်တဲ့ကောမသိဘူးသားအာ dictionary ကြည့်ဖို့ကလည်းအဆင်မပြေဘူးဆိုတော့ကွာခက်မှန်းရအောင်မယ်အဲ့တော့အစ္စာကြောင့်ပတ်ဝန်းကျင်ကြည့်လိုက်လူနာမည်တွေ့တယ်ဟုတ်ပြီပီခင်းကကိုသိတယ်ဖြစ်လာတာဟုတ်ပြီလူနာမည်မန်းလည်းကွာသိတယ်ရှိဆိုတော့ဒါ main ကလေးဟုတ်သွားပြီ love ဆိုတော့ချက်တယ်အာ steady ဆိုတာတော့လစ်လာခြင်းတယ်ဆိုတော့အမှပြောတာလဲဆိုတော့ plants ဆိုတော့ဒီအမျိုးသမီးရာတဲ့ အပင်တွေကိုလစ်လာရတာကိုမျက်နှိုးနဲ့ချက်တယ်လို့ပြောကျင်တာဆိုတော့ဒါသိသေးကြတယ်ဒီ botanist ကပြောကျင်တာလဲဆိုတော့အပင်နဲ့သက်ဆိုင်တဲ့အရာတခုဖြစ်သွားပြီဒါပေမဲ့ကိုကအတိအကျမသိဖြစ်တဲ့အတွက်သူကပြောတယ်ရအောင်လဲဆိုတော့ဒီအမျိုးသမီးဒီအပင်ကိုလစ်လာရတာကိုချက်တယ်မျက်နှိုးတယ်ဆိုတဲ့လူမျိုးဆိုတော့တနည်းအားဖြင့်ပြောမှဆိုရင်အပင်တွေကိုလိုက်လာရတာစိတ်ဝင်စားတဲ့သူအပင်အကြောင်းလစ်လာတဲ့သူတွေကိုဆရာကဘာလို့ခေါ်လဲဆိုတော့ partners လို့ခေါ်တယ်ဒါပဲဆိုတော့ဒီကောင်ကိုဆရာတို့ကဒါ context clue လောက်တယ်လို့ခေါ်တယ်ဆိုတော့တကယ်ဆောင်ဝင်မှာပေါ်ကတော့ဘုံမလို့ဆောင်ဝင်ဖြစ်ဖို့ပြင်ဆင်နေချိန်ကြရင်အာကိုမသိတဲ့စကားလုံးတွေအများကြီးပေါ်လာလိုက်မယ်ဆရာကိုယ်တိုင်လည်းအာမသိသေးတဲ့အာ vocabulary တွေအများကြီးပဲ။ဘာကြောင့်လဲဆိုတော့ဆရာတို့ကဒီ mother tongue အာဒီ mother language အနေနဲ့ဆရာတို့သုံးတာမဟုတ်ဘူး။ဆရာတို့က second language speaker ဖြစ်တဲ့အတွက်အာဆရာတို့ကဒီသူတို့နိုင်ငံသားလို့မဆိုတာအကုန်လုံးမသိနိုင်ဘူး။ ဒါပေမဲ့လည်းစိတ်တက်မကြတဲ့အားငယ်စရာမရှိဘူး။ဘာကြောင့်လဲဆိုတော့အာ zero ဒီကိုဘာသာစကားတော့မှကိုအကုန်လုံးသိနေတာမျိုးမဟုတ်ဘူးလေနော်။ zero ဥမာ zero ဘာသာစကားမှဆိုပါဠိစကားတွေနောက်တချို့အလိုဟိုဘယ်လိုပြောမလဲ။နန်းခေါ်ဘာစကားတွေဆိုအများကြီးရှိသေးတယ်ဒါတွေလည်း zero လည်းအဲ့လောက်ထိကျွမ်းနေရမှာမဟုတ်ဘူး။ဆိုတော့သူတို့လူမျိုးတွေမှာလည်းအတိုင်းပဲအာနိုင်ငံခြားသားတွေ English တွေဖြစ်နေလို့ပေါ့နော်။သူတို့ဒီစကားလုံးတွေအကုန်လုံးသိတယ်လို့တော့မထင်ပါနဲ့။သူတို့ကိုယ်တိုင်လည်းမသိတဲ့စကားလုံးတွေအများကြီးရှိတယ်။โอเคเนาะแค่อ่ะส่วนเชิญครับ context context clue ကိုနားလည်ပြီဆိုရင်ဇေရိုဆက်သွားမယ်အကြောင်းတစ်ခုပဲလို့ဆိုတော့